နိုင်ပေါင်း2000ကျော်ပန်းနီးထားတဲ့ဂုံရှန်ယူရဝစ်ဆောင်ဖြစ်ပေမဲ့စင်ပေါ်မှာမတောက်ပါဘူးလို့ပြောခန့်နေရတဲ့ JK ဆိုပြီးအားလုံးမင်္ဂလာပါဆယ်ဒီတိုင်းနူဘေးကနေပြန်လည်ကကျူးဆိုလိုက်ပါတယ် JK က Miss Wen International ရဲ့ National ကော်ကျူးပြိုင်ပွဲမှာမြန်မာနိုင်ငံကတိုင်းရင်းသားယူရဝစ်ဆောင်စစ်စစ်ကိုပြသခဲ့ပါတယ်အဝစ်ဆောင်ကဂုံရှန်ယူရဝစ်ဆောင်ဖြစ်ပြီးရှမ်းပြည်နယ်ရှေးပိုင်းကဂုံရှန်စော်ဝါရီရဲ့မဟာဒီဝီဒီဝစ်ဆင်ခဲ့တဲ့ဝစ်ဆောင်ဖြစ်ပါတယ် လွန်ခဲ့တဲ့နှစ်မှာတော့ National College ဝစ်ဆောင်ပြည်ဒေသူငင်းက Pantra Agri ဝစ်ဆောင်ကိုဝစ်ဆင်လာခဲ့ပါတယ်။ Pantra Agri ဝစ်ဆောင်နေရှင်ပြိုင်စင်မှာ net ဘူးသူလိုတက်ဘူးသူလိုဖြစ်ခဲ့ပေမဲ့စူမရခဲ့ပါဘူး။စင်မော်ကိုလဲတင်ကွင်းလည်းမရခဲ့တဲ့အဲ့ဝစ်ဆောင်ကလည်းခုတီနမည်ကြီးနေပါသေးတယ်။တိမ်မောင်းလေးကကုန်ကြခံပြီးပြုလုပ်ထားတဲ့ပန်ချွာ AK ဝစ်ဆောင်တဲ့ JK ရဲ့ဝစ်ဆောင်ကတာလွန်နိုင်မလားဆိုတာအားလုံးကသိနေကြတာပါဒီနေ့မှာ JK ကကိုလိုနီကေ ဂုံရှင်းစော်ဝါရီရဲ့မဟာဒီဝိဝတ်စုံကိုပြသလိုက်ပါတယ်။ဒီဝိစုံကိုနိုင်ယူပေါင်း၂၀၀၀ကျော်ဖန်တီးထားရည်ဆိုတာကြောင့်စံပြမယ်လို့ထင်ပေမဲ့လေယူဝဝိစုံမဲဖြစ်နေလို့အားမရတဲ့သူတွေလည်းရှိပါတယ်။နိုင်ယူပေါင်းများစွာချိန်ယူထားတဲ့ဝိစုံမှာတောင်ပန်နေအုပ်ဆောင်တွေမပါဝင်လို့သဘောမကျကြပါဘူး။မြန်မာလာမယ်တွေသွားပြိုင်တဲ့ဝိစုံတွေမှာအကက်လက်တွေကပါဝင်နေကြဖြစ်လို့ဂျီကီကိုလည်းတောင်ပန်နေနဲ့ထွက်လာမယ်လို့ထင်ခဲ့ကြပါတယ်။ချိုင်းမဲဂျီကီကတော့ယူရဝိစုံလေးနဲ့ပဲရှင်ပြိုင်လိုက်လို့ပြည်သက်တရားအံ့ဩနေကြပါတယ်။ ဝိစုံမှာပါဝင်နေအင်ဂျီကိုနှုတ်စိတ်ပန်းနေကြပြီးတော့လုံကြီးကလည်းရွှေကြီးတို့ငွေကြီးတို့လုံကြီးဖြစ်ပါရင်ဖယ်ရီဘန်တွေထည့်လာတယ်။ဤတောင်ချင်းလေးကတခိတခါတော့ကုန်ရှက်လူမျိုးတွေမှာရုံးတယ်လုပ်ငန်းတွေထုံငားခဲ့ကြအောင်ပြသချင်တာဖြစ်ပါရင်ဝိစုံကအသေးစိတ်ချုပ်တာလို့လာပါပေမယ့်စင်ပေါ်မှာမတောက်ပါဘူးလို့ချူတွေကထင်နေကြပါရင်အနည်းငယ်ကြည့်ရင်တော့ဝိစုံရဲ့လာပါမှုကိုမြင်နိုင်ပေမဲ့လေအခြားနိုင်ငံကလာမေရီရဲ့ဝိစုံနေနဲ့ရှင်းကြည့်ရင်တော့မပေါ်လွင်မှုလို့ဝေဖန်နေကြပါရင်အခြားနိုင်ငံကလာမေရီက သူတို့ရဲ့ဝိစုံတွေကိုဘသူကမှမဖန်တီးဘူးသေးတဲ့ဝိစုံတွေနဲ့ထွက်ပေါ်လာတာဖြစ်ပေမယ့် JK ရဲ့ဝိစုံကတော့စုမရလာဘူးလို့ထင်နေကြပါရင်တကယ်တော့ JK ကဒီဝိစုံကိုစုရဖို့မရဖို့တဲ့ရိုးဟာဝိစုံကိုဂုံရှမ်းအပိုင်းပြကြောင်းပြသချင်တာပါ JK ဝိစင်တာရင်ဂုံရှမ်းရိုးရာလုံးကြီးနဲ့အင်ဂျီကိုအချို့သောတိုင်းဇလန်တွဲတွေမှာလည်းဝိစင်ပြထားပြီးထိုင်းရိုးရာဝိစုံပြလို့ချင်နေကြပါရင်တိုင်းရီလိုချင်နေတဲ့ဝိစုံကမြန်မာတိုင်းဒေသ135မြို့ထဲမှာပါဝင်တဲ့ဂုံရှမ်းရိုးရာဝိစုံပြကြောင်းကို ပြသခြင်းလို့တမင်ဖန်နီးခဲ့တာပါ။ဒီဝိဆောင်ကိုရိုးရအတိုင်းရအောင်ဂုံးရှန်လူမျိုးဒီဇိုင်နာကချိန်ယူပြီးတော့ချုပ်လုပ်ပေးခဲ့ပါရီ။မစ်ကွမ်လူလူမျိုးလူကြီးများရဲ့အလားမေပြန်ပွဲမှာဂုံးရှန်ရိုးရဝိဆောင်ကိုမြန်မာနိုင်ငံကဖြစ်ကြောင်းပြသနိုင်ခဲ့တာလဲအောင်မြင်မှုတစ်ခုပဲဖြစ်ပါရီ။ခြေကရဲ့ဝိဆောင်လေးကတဘာဝါလေးကြားတဲ့ပြင်တယောက်တည်းဝိဆင်နိုင်တဲ့ဝိဆောင်ဖြစ်ပါရီ။မေဆူနီပါလူပြန်ပွဲကြီးဒီမှာတောင်းရိုးရှင်းပြီးတော့အတိပယ်ပြေသွားတဲ့ National ကော်ဂျူနီဆူရသွားတဲ့အလားမေတွေလည်းရှိပါရီ။ ကုန်ရှင်ရိုးရာဝတ်စုံကိုပြန်လည်အာယုံဆက်မိလာအောင်ပြသနိုင်ခဲ့တဲ့ JK ဆိုဘီယာကလည်းအရေးကြီးမနစ်လို့ပြန်ပွဲတစ်ဝက်ကိုရောက်မှသူ့ကိုအားပေးသူတွေများလာပါတယ်။တခြင်းဆိုကောင်းတဲ့ JK က Grand Talent မှာအဆိုဆွမ်းရည်ကိုထုတ်ပြနိုင်ပေမဲ့စုမရသွားခဲ့ပါဘူး။ဒီပြန်ဝဲမှာစူရဖို့ဆိုတာကလည်းအရေးကြီးပေမဲ့ခြေကရလက်ရှိမှာတော့ကြီးမားတဲ့စူကြီးတွေနဲ့အလံဝင်နေလို့ National ကော်ဂျူးစုကိုရစီခြင်းနေပါတယ်။ခြေကဆိုဘီယာဝစင်ကလေးဂုံရှမ်းမဟာဒေဝီဝစုံကပြန်ဝဲမှာစူရနိုင်မှာမလားဆိုတာကွန်မန့်မှာခံမှန်းပေးခဲ့ပါအောင်ရှင်။ ချစ်ချွာပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်